မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာမှာရှိတဲ့ကြားဖြန့်တွေနှိမ့်နှင်းဖို့အမေရိကန်အထူးတပ်ဖွဲ့ဖွဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အမေရိကန်နိုင်ငံသားများကိုပြစ်မှတ်ထားတဲ့မြန်မာနိုင်ငံအတွင်းအခြေပြုစိုက်ပါလိမ်လည်မှုလုပ်ငန်းကြားဖြန့်နှိမ့်နှင်းရေးအထူးတပ်ဖွဲ့ဖြစ်သော Scan Center Strike Force ကိုဖွဲ့စည်းလိုက်ကြောင်းအမေရိကန်နိုင်ငံသားရေးဌာနကနိုဝင်ဘာ12ရက်ရက်စွဲဖြင့်ထုတ်ပြန်ခဲ့ပါတယ်အဆိုပါအထူးတပ်ဖွဲ့တွင် အမေရိကန်ရှစ်နေယုံတရားရေးဌာန၏ယာဇဝတ်မှုဌာနကဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဘုရုံ FBI နှင့်အမေရိကန်လွှတ်ဝတ်အေဂျင်စီ USSS တို့ပါဝင်ပါသည်ရှင်းလင်းလင်းမှုစင်တာများသည့်အမေရိကန်နိုင်ငံသားများအပေါ်ကြီးမားသောတပ်ရောက်မှုကိုသိရှိလာသဖြင့်ရှင်းအဖွဲ့ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ကမြန်မာကမ္ဘောဒီးယားနှင့်လာအိုနိုင်ငံများကိုအဓိက ထားပြီးအရှိတောင်အရှာရှိအစိုးရဆုံးလင်းလင်းမှုစင်တာများနှင့်၎င်းတို့၏ခေါင်းဆောင်များကိုစုံစမ်းစစ်ဆေးခြင်း ဖြိုခွင်းခြင်းနဲ့တရားစွဲဆိုခြင်းများကိုအဓိကလှုံ့ဆော်သွားမည်ဖြစ်ပါတယ်။ထို့ပြင် Scan Center Strike for the American ဗဏ္ဍာရေးဝင်ကြီးဌာန၏နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးယုံ OFAC နိုင်ငံခြားရေးဌာနနှင့်အခြား agency များနှင့်ပူးပေါင်း၍အစိုးရအတွက်ရရှိနိုင်သောနည်းလမ်းအလုံးကိုအသုံးပြု၍လိမ်လည်မှုစင်တာများကိုပိတ်ဆို့ခြင်း၊တင်စီခြင်းနှင့်လူပုဂ္ဂိုလ်များကိုရစဝတ်မှုဖြင့်တရားစွဲဆိုခြင်း၊လိမ်လည်သူများအသုံးမပြုနိုင်ရန်အမေရိကန်အခြေစိုက်အဆောက်အအုံများကိုလုံခြုံအောင်ပြုလုပ်ခြင်းတို့ကိုလည်းလှုံ့ဆော်သွားမည်ဟုဆိုထားပါသည်။ ဆက်လက်၍အများပြည်သူအားအသိပညာပေးခြင်းနှင့်အလိန်ခံရသူများကိုတချို့သောရောကြီးငွေများပြန်လည်ပေးခြင်းဖြင့်ပံ့ပိုးပေးခြင်းနှင့်ကာကွယ်ခြင်းတို့လှုပ်ဆောင်ရန်စီစဉ်ထားပါသည်မြန်မာနိုင်ငံရှိရာဇဝတ်ကွန်ရက်များ၏စုစုပေါင်းလေပတ်ငွေသည်အမေရိကန်ဒေါ်လာဘီလီယံနှင့်ချီရှိနေကလွန်ခဲ့သော၅နှစ်အတွင်းအမေရိကန်နိုင်ငံသားများထံမှဘီလီယံနှင့်ချီသောငွေများကိုခိုးယူခဲ့သည်ဟုလည်းထုတ်ပြန်ထားပါသည်ဆလပီအေယာဝတီကတိုက်ပွဲတွေမှာစစ်တပ်အရာရှိတွေပါတေဆုံးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် အေယာဝတီတိုင်းတာပေါင်းမြို့နယ်နဲ့လေးမျက်နှာမြို့နယ်အတွင်းတိုက်ပွဲတွေမှာစစ်တပ်ကဗိုလ်မှူးအဆင့်အရာရှိတွေအပါအဝင်တပ်ဖွဲ့ဝင်အများအပြားထိခိုက်သေးဆုံးနေတယ်လို့စစ်တပ်နဲ့နီးစပ်စုတွေစီကစုံစမ်းသိရှိရပါတယ်။အရကတ်တပ်တော် AA နဲ့ပူးပေါင်းတပ်တွေတိုက်ခိုက်နေတဲ့အေယာဝတီတိုင်းကစစ်မျက်နှာတွေစီကိုပြီးခဲ့တဲ့ဩဂုတ်လကစတင်ပြီးစစ်တပ်ကရှမ်းပြည်နယ်နဲ့မွန်ပြည်နယ်ကစစ်တပ်တရင်တွေကိုပို့ဆောင်ထားတာဖြစ်ပါတယ်။ အေယော်ရီတိုင်းတာပေါင်းမြို့နယ်တာပေါင်းကလေးကျေးွာအနီးနဲ့လေးမြင်နာမြို့နယ်ဆက်ဆက်ယိုချင်းလေကျေးွာအနီးပတ်ဝန်းကျင်မှာအောက်တိုဘာလဆန်းကစပြီးတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစစ်ကောင်စီဘက်မှထိခိုက်ဒေဆုံးမှုတွေရှိနေတာပါအရာရှိတွေပါထိတာကျွန်တော်တငယ်ချင်းဖုံးမှုဆိုရင်တာပေါင်းကိုရောက်တာမကြသေးဘူး AAS စနိုက်ပါထိတယ်လို့ပသိမ်မြို့ကအနောက်တောင်တိုင်းစစ်ဌာနချုပ်နာတာခါနဲ့နှီးဆက်တဲ့သတင်းရင်းမြစ်ကပြောပါတယ်တာပေါင်းနဲ့လေးမြင်နာစစ်မြေပြင်မှာတပ်မ66လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ခမရ၄ခမရ၅ခမရ၆ခမရ၁၀ ခလာရ35ခလာရ80နဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်ပတိန်လက်အောက်ခံတရင်တွေဖြစ်တဲ့ခလာရ63ခလာရ281တို့ရှိနေတယ်လို့အေအေကနိုဝင်ဘာလ17ရက်နေ့ညမှာသတင်းထုတ်ပြန်ထားပါတယ်။အော်တိုဘာလ3ရက်နေ့ကနေနိုဝင်ဘာလ9ရက်နေ့အတွင်းတိုက်ပွဲတွေမှာရှီဒန်ကနေထွက်ပြေးလာလို့ဖမ်းမိထားသူ20ကျော်လက်နက်ချအလင်းဝင်ရောက်သူ20ကျော်ရှိတယ်လို့အေအေကထုတ်ပြန်ထားပါတယ်။တာပေါင်းနဲ့၄မျက်နှာမှာကတိုက်ပွဲတွေဇက်တိုက်ကိုပြင်းထန်နေတာ တီးခိုက်တည်ဆုံတာတွေများတယ်။သတင်းကတော့တရားထုတ်ပြန်မထားကြဘူးလို့ AA နဲ့မဟာမိတ်တပ်ဖွဲ့တကူကသတင်းရင်းမြစ်တအူကပြောပါတယ်။လက်ရှိတိုက်ပွဲတွေကြောင့်စစ်တပ်ဘက်ကတီးခိုက်တည်ဆုံမှုစရင်ကိုတော့သေချာမသိရသေးပါဘူး။စစ်ကောင်စီတပ်ကအေယာဝတီတိုင်းကစစ်မျက်နှာတွေစီကိုရှမ်းပြည်နယ်တောင်ပိုင်းမိုင်းပန်မြို့အခြေစိုက်စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ19လက်အောက်ခံတရင်တွေနဲ့မွန်ပြည်နယ်ကတရင်တချို့ကိုပို့ဆောင်ထားတာဖြစ်ပါတယ်။တာပေါင်းနဲ့လေးမျက်နှာမျိုးနဲ့ဟာရခိုင်ပြည်နယ်၊ကွားမျိုးနယ်နဲ့ဆက်ဆက်နေပါတယ်။ 2024ခုနှစ်နှောင်းပိုင်းကမျိုးသိန်းတိုက်ပွဲတွေမှာလည်းစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုတွေမြားခဲ့ပါတယ်။သေဆုံးတဲ့သူတွေထဲမှာတပ်မ22တပ်မမှုဘုံမူကြီးအောင်နေမျိုးနဲ့တပ်မ17တပ်မမှုဘုံမူကြီးတန်းစိုးဝင်းတို့ပါဝင်ခဲ့တယ်လို့အေအေကသတင်းထုတ်ပြန်ခဲ့ပူပါတယ်။တာပေါင်းမျိုးနယ်ထဲမှာပြီးခဲ့တဲ့ဇန်နဝါရီလကတိုက်ပွဲထဲမှာလည်းတာပေါင်းမျိုးမှရဲစခန်းမှဒူရဲမှုဝင်းနိုင်အေအေရဲ့စနိုက်ပါကြီးထိမှန်ပြီးသေဆုံးခဲ့ပူပါတယ်။ ဒါပြင်လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေဟာအေယာဝတီတိုင်းတဲကဟင်းသာရအင်ကပူရေကြီးမြို့နယ်တွေနဲ့လည်းဆက်ဆက်နေပါတယ်။လေးမြနာမြို့နယ်ဟာဟင်းသာရခရိုင်ကွင်းကောက်မြို့မှာရှိတဲ့စစ်တပ်တပ်မြင့်လေးကျင့်ရေးကြောင်တတကငားနဲ့လည်းမိုင်းအင်းငယ်သာကွာဝေးပါတယ်။ရခုရပိုင်းမှာစစ်တပ်ကတတ်တက်ကငါးကိုအင်အားအများပြဖြည့်တင်းနေသလိုအဲဒီကနေလက်နက်ကြီးတွေပြစ်ခတ်မှုပုံမှန်များပြလာတယ်လို့စုံစမ်းသိရှိရပါတယ် ဆက်ဆက်ယူကျေးရွာအပါဝင်လေးမျက်နှာမျိုးနယ်ကစစ်ကောင်စီတပ်စခန်းတချို့ကိုအေအေနဲ့ပူးပေါင်းတပ်တွေကသိမ်းယူထားတာဖြစ်ပြီးစစ်တပ်ကတံပြန်စီရေးလှုပ်ရှားလာလို့တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။တိုက်ပွဲတွေကြောင့်စစ်ပေးရှောင်ပြည်သူ9000ကျော်ရှိနေပြီးအကူအညီတွေပေးချဖို့အတွက်အေယာဝတီတိုင်းတွေကအရက်ဖတ်လူမှုကူညီရေးလှုပ်ဆောင်သူတွေကတောင်းဆိုထားပါတယ်။တိုက်ပွဲတွေထဲမှာအထင်အနေနဲ့စစ်တပ်ကအရက်သားပြည်သူတွေရှိတဲ့ကျေးရွာတွေကိုပိတ်မှတ်ချပြီးလေကြောင်းကနေတိုက်ခိုက်နေတယ်လို့လေဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ23ရက်ကလေးညနာမြို့နယ်စပင်းကျေးရွာကိုစစ်တပ်ကလေကြောင်းကနေပုံကျဲလို့အရက်သား24ဦးထပ်မံတည်ဆုံးခဲ့တယ်လို့ AYA PDF အမှတ်29ပြူဟာကထုတ်ပြန်ထားပါတယ်။လက်ရှိမှာတာပေါင်းတဲ့လေးညနာအပြင်ဘကိုးတိုင်းဗရောင်းမြို့နယ်တကကပါစ16အနီးညောင်ကျိုးကျေးရွာမှာလေလာတောင်ပတ်ဝန်းကျင်မကွေးတိုင်းငဖေးမြို့နယ်မှာနေရီကန်ပြူဟာကုန်းတွေမှာလည်းတိုက်ပွဲတွေပြင်းထန်နေတယ်လို့ AA က November 17ရက်နေ့မှာတည်င်းထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးစင်ကူးမျိုးနဲ့စာတင်ချောင်းဘုံကျဲခံရပြီးပြည်သူ၅ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မန္တလေးတိုင်းစင်ကူးမျိုးနယ်ကမာလေးရွာစာတင်ချောင်းကိုစစ်တပ်ကလေးချောင်းကဘုံကျဲတိုက်ခိုက်ခဲ့ရာစစ်ရှောင်းပြည်သူ၅ဦးသေဆုံးပြီး၅ဦးထပ်မံတရားရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။နိုဝင်ဘာ၁၂ရက်မနေ့ကညနေ9:00မှာတရားဦးလေးတပ်ကတက်လာတဲ့ Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ မလေးရွာစာတင်ကျောင်းပေါ်ကိုဘုံကျဲချခဲ့တာဖြစ်ပြီးမရိယာမျိုးနဲ့အရှိချမ်းခတိုက်ပွဲတွေကြောင်းစစ်ပေးလာရှောင်နေကြတဲ့ပြည်သူတွေနေထိုင်နေတယ်လို့သိရပါတယ်။တိတဲ့အထက်ကလေးအမျိုးသမီးအမျိုးသားအစုံပဲဒဏ်ရာရပြေးထန်နေသူတွေလည်းရှိတယ်။အကုံစင်ကူးမြို့နယ်တွေပဲစစ်ရှောင်နေကြတော့ဒီစာတင်ကျောင်းတွေကိုပဲစစ်တပ်ကလိုက်ကျဲနေတာလို့ဒေသခံတအူကပြောပါတယ်။မရိယာမျိုးနယ်အရှိချမ်းကိုစစ်တပ်ကပြန်လည်သိမ်းယူနေပြီးမြောက်ဖက်ချမ်းအထိစစ်ကျောင်းတွေထိုးလာတာကြောင့်ဒေသခံသိမ်းငယ်ချပြီးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။ ပြည်သူတွေတင်းရှောင်နေတဲ့ဘက်ကစစ်တပ်လေကြောင်းတိုက်ခိုက်တာတွေဇက်တိုက်ပြုလုပ်နေပြီးနိုဝင်ဘာ9ရက်ကလည်းရွှေပြည်နဲ့ညောင်ကုန်းကြီးရွာကိုစာတင်ကျောင်းတွေကိုလေကြောင်းတိုက်ခိုက်ခဲ့တာမို့ပြည်သူလေးဦးသေဆုံးခဲ့ပါသေးတယ်။ဆလပီကမ်ပလူမှာစကားစအင်အားတရာကျော်စစ်ကြောင်းကိုတိုက်ခိုက်မှုစကားစ90ကျော်သေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းကမ္ဘလူမျိုးနယ်မှာစစ်ကောင်စီတပ်သားတွေနဲ့ဖြူစောထိအင်အားတရာကျော်ပါစစ်ကြောင်းကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား50ကျော်တည်ဆုံခဲ့တယ်လို့ရေဦးမျိုးနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ခံကသတင်းဌာနကပြောကြားပါတယ်။နိုဝင်ဘာလ12ရက်မနက်8:45မိနစ်မှာဝတ်တိုးခွေးချံကထွက်လာတဲ့အင်အား100ယောက်ပါစစ်ကြောင်းကိုကာဘိုးတိုက်နယ်ရင်တိုက်ကျေးပါအနီးပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်သား50ဦးထပ်မံတည်ဆုံပြီးစစ်တုံးပန်း15ဦးအရှင်ဖမ်းမိကလက်နက်ခဲယမ်းတွေတင်စီရရှိခဲ့တယ်လို့ဆိုပါတယ်။ စစ်ကြောင်းတစ်ခုလုံးလုံးဝပြည့်စည်အောင်တိုက်နိုင်ခဲ့တာပါပြောတာပေါ့ဗျာခွေးတီက90လောက်တွေ့ရပါတယ်ကျန်တာတွေဆက်ပြီးမရှာနိုင်သေးဘူးလို့အဆိုပါတာဝန်ခံကဆက်ပြောပါတယ်အခုလိုအထိနာသွားတဲ့စစ်ကောင်စီတပ်ကအနီးနားပတ်ဝန်းကျင်ကြေးရွာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုံးဆောင်နေတယ်လို့ဆိုပါတယ်အခုတော့သူတို့ဘက်ကလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုံးနေပါတယ်ပြည်သူတွေအနေနဲ့လည်းအထူးသတိထားနေထိုင်ကြဖို့ပြောချင်ပါတယ်လို့ရေးဦးပကဖတာဝန်ခံကဆက်ပြောပါတယ် ဲ့ဒီတိုက်ခိုက်မှုကကမ်ဘလူခရိုင်လှုပ်ရှားပကဖမြို့နယ်ပကဖရေဦးမြို့နယ်ပကဖရေဦးမြို့နယ်လက်ယုံတန်းခင်ဦးမြို့နယ်တော်လန်ရေးအင်အားစုတွေကပူပေါင်းပြီးအနီးကပ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးတာပေါင်းနဲ့လေးမျက်နှာတွင်တိုက်ပွဲများဖြစ်နေပြီးစစ်ကောမရှင်တပ်သားများကစင်ကလျာထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အေယာဝတီတိုင်းလေးမျက်နှာမြို့နယ်နဲ့တာပေါင်းမြို့နယ်တို့တွင်စစ်ကောမရှင်နှင့် AA ပူပေါင်းတပ်တို့တိုက်ပွဲပြပွားနေပြီးစစ်ကောမရှင်တပ်ဖွဲ့ဝင်များနေစဉ်ဒီပါထွက်ပြေးလျက်ရှိကြောင်းသိရပါတယ်။ လေးမျက်နှာမျိုးနဲ့ဆက်ဆက်ယူရွာအနီးနဲ့ချင်းလေကြေးပါအနီးတို့တွင်တိုက်ပွဲများပြင်းထန်နေခဲ့ပြီးစစ်ကော်မရှင်ကစစ်ကူအင်အားအမြောက်အများပို့ဆောင်နေတယ်လို့ဒေသခံများထံမှသိရပါတယ်တိုက်ပွဲတွေကနေစစ်သားတွေအစုလိုက်ထွက်ပြေးနေတာပြီးခဲ့တဲ့တစ်ပတ်ကစစ်သားလျောက်လက်နက်တွေနဲ့ထွက်ပြေးလာကြတယ်။သူတို့ကတော်လန်းကပြေးတာလိုက်ရှာသူတွေကတလန်းမှုလွတ်သွားကြတယ်ဟုလေးမျက်နှာဒေသခံတအူကသတင်းဌာနကိုပြောပါရယ်။ပြီးခဲ့တဲ့နိုဝင်ဘာ9ရက်နေ့ကလေးမျက်နှာမျိုးနဲ့အတွင်ကိုစစ်ကော်မရှင်ကဝိုင်းတွင် Jet Fighter များဖြင့်အစမပြတ်ပုံကျဲချတိုက်ခိုက်ခဲ့ပါရယ်။ လေကြောင်းတိုက်ခိုက်မှုမတိုင်ခင်စစ်ကော်မရှင်ကလင်းမြင်နာမျိုးနယ်ဘက်ကိုအင်အားအပြည့်ပါအမိုးအုပ်စစ်တုံးကားကြီးဆယ်စည်းကျော်ကိုဟင်္ဒရာဘက်မှနှိပ်၍ပို့ဆောင်ခဲ့ကြောင်းဒေသခံများထံမှသိရပါဗျ။အော်တိုဘားလ3ရက်နေ့မှနိုဝင်ဘာလ9ရက်နေ့အတွင်းအီယော်ဒီတိုင်းတာပေါင်းမြို့နယ်တာပေါင်းကလေးကြီးပါအနီးနှင့်လင်းမြင်နာမျိုးနယ်ဆက်ဆက်ရိုချင်းလေကြီးရွာများအနီးပတ်ဝန်းကျင်များ၌ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်းစစ်ကော်မရှင်တပ်မှထွက်ပြေးလာပြီး အာရကတက်တော် AA ထံတွင်ဖမ်းဆီးခံရသူ20ကျော်နှင့်လက်နက်ချအလင်းဝင်ရောက်သူ20ကျော်အထိရှိခဲ့သည်ဟု AA ကနိုဝင်ဘာ17ရက်နေ့ကထုတ်ပြန်ပါသည်။စစ်ကောမရှင်ဤတပ်ဖွဲ့ဝင်များမှခမာရ၄၊ခမာရ၅၊ခမာရ၆၊ခမာရ၁၀ခလာရ၃၅ခလာရ၈၀အစရှိသောတမ66လက်အောက်ခံတပ်ရင်းများနှင့်အနောက်တောင်တိုင်းစစ်ဌာနချုပ်ပသိမ်လက်အောက်ခံတပ်ရင်းများဖြစ်ကြသောခလာရ63ခလာရ281အစရှိသောတပ်ရင်းများမှထွက်ပြေးလာကြသူများနှင့်လက်နက်ချအလင်းဝင်ရောက်လာကြသူများဖြစ်ကြောင်းသိရပါသည် အဆိုပါအလင်းဝင်ရောက်လာတော်သူများနှင့်ဖမ်းဆီးရရှိတော်စစ်ကော်မရှင်တပ်ဖွဲ့ဝင်များအလုံးနှိပါသည်2025ခုနှစ်အတွင်းစစ်ကော်မရှင်တပ်၏အတင်းအဓမ္မစစ်မှုထမ်းပေါ်ထားဆွဲခြင်းခံရသောစစ်တင်တန်းစင်းများဖြစ်ကြပြီးအချို့မှာ၁၈နှစ်မပြည့်သေးတော်သူများအထက်တန်းပညာရေးတက်နေကြသောကျောင်းသားများဖြစ်ကြသည်ဟုလည်းအေအေကဆိုပါတယ်။ကျွန်မရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။